အနည်းအယုံကောင်းစီမဲ့အစားအစာ9မျိုးနံပါတ်3နာနားရီမှာဆိုရင်အိုမီဂါ3ပါဝင်တာကြောင့်မျက်သားလျှောက်တွေ့ခြင်းလက်ကြည့်လွားနဲ့မျက်လုံးကျန်းမာရေးအများကြီးထောက်ကူပြုရလို့သိရပါတယ်။အားမျိုးမျိုးကိုပုံမှန်စားသုံးပေးနိုင်အသက်ကြီးချိန်မှာဖြစ်တဲ့ဖြင့်မျက်စိကျက်သားများဟာနေခြင်းကိုဖြစ်နိုင်ခြင်း၄၀ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်တယ်လို့သိရပါတယ်။နံပါတ်2မုံလာဦးနေ ဗီတာမင်အေဘုတ်ကျေဝါတဲ့မုံလာဥနေကိုကျန်းမာရေးအတွက်ထူကောင်းတဲ့အားစီအဖြစ်ဒုတိယကြပါတယ်မုံလာဥနေရမျက်စိအားကောင်းစေတယ်။အနှင်းကြည်လင်စေတယ်။ညဘက်တွေမှာကောင်းမွန်စွာမြင်နိုင်အောင်ကုညီပေးပါတယ်။ဗီတာမင် A ရှုတဲ့ကလေးတွေကိုမုံလာဥနေချွေခြင်းဖြင့်ငငယ်ရွယ်ရွယ်နဲ့မျက်စိအားနေတာမျက်စိမမောအောင်ကာကွယ်ပေးနိုင်တယ်လို့သိရှိရပါတယ်။နံပါတ်3အစီအစံ ဗီတာမင် E ပါဝင်တာကြောင့်မျိုးလုံးအကောင်းစေတဲ့အထဲမှာပါဝင်နေဖြစ်ပါတယ်။ဒါကြောင့်အစီအစံလေးစားပေးဖို့လည်းမမေ့ပါနဲ့။နံပါတ်၄ကြက်ဥကြက်ဥမှာတော့ဗီတာမင် A ဇင့်ကဲ့သို့ရဲ့သတ္တုတွေပါဝင်တာကြောင့်အများအားထူကောင်းမွန်စေပါတယ်။နံပါတ်၅နှုတ်ထွက်ပစ္စည်းများနိုးနဲ့တဲ့ခြင်းတွေမှာဆင်းတဲ့ဗီတာမင် E ပါဝင်တာကြောင့်အများရောကောင်းစေပါတယ်။ဒါကြောင့်နိုးမကြိုက်တဲ့သူတွေအတိုင်းနဲ့ချိန်မိတ်ထောက်ကြပါလို့ပြောချင်ပါတယ်။ နပရှောက်လီမော်တီလီမော်တီဟာဗီတာမင်စီဒီကပါဝင်တဲ့အတွက်သွေးကြောတွေကိုအများကြီးထောက်ကူဖြစ်စေတာကြောင့်အမြင်အရုံကိုပိုပြီးကျန်းမာစေပါတယ်။နပခွန်ကိုင်လာဗီတာမင်နဲ့တထုတက်တွေအများကြီးပါဝင်တာကြောင့်အာရုံကြောကောင်းမွန်စေတဲ့ဟာလာတက်လေးပါဝင်တယ်လို့သိရပါတယ်။ဒါကြောင့်ကိုင်လန်ကိုတော့လူတိုင်းကြိတ်ကြမယ်လို့ထင်ပါတယ်။ဒီနေ့ခင်မှာကွန်ပျူတာကိုလူတိုင်းသုံးနေတာ မျက်လုံးထိခိုက်ခြင်းအာယုံကြောအာနေခြင်းတွေဖြစ်ပေါ်လာပါတယ်။အစာလေးစီစီလေးအစာဖြစ်စေဖို့အတွက်ပုံမှန်စားနေကြစားစာတွေမှာဒီစားစာတွေထည့်ပေးဖို့ကြံပြုပါရစေ။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။もしも君がいない世界があったら僕は何をしていたのでしょうグラス眺めて繰り返す 明日の生き方すればは